်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ KIA ဌာနချုပ်လိုင်စာမျိုးကိုဒရုန်းဖြင့်တိုက်ခိုက်တရုတ်နိုင်ငံသား2ဦးဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရုတ်နိုင်ငံနဲ့နေမြေချင်းထိဆက်နေတဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာကချင်ပြည်နယ်လိုင်စာမျိုးကိုရမန်ဒီအော်တိုဘာလ16ရက်နေ့ညတကောင်တွင် စစ်တပ်ကအသေးကန်ဒရုန်းစူဆိုက်ဒရုန်းတစ်စင်းဖြင့်တိုက်ခိုက်ခဲ့ရာတရုတ်နိုင်ငံသားအမျိုးသမီးနှုတ်ဒဏ်ရာရခဲ့သည်ဟု KYA ထံကသိရပါသည်။ည7နာရီဝန်းကျင်တွင်အသေးကန်ဒရုန်းတစ်စင်းကမြို့ပေါ်ရှိဈေးအတွင်ကျရောက်ပောက်ကွဲခဲ့ပြီးတရုတ်နိုင်ငံမှဈေးလာရောက်သည့်တရုတ်အမျိုးသမီးနှုတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟုလိုင်းစာမြို့ကန်တပ်ဦးကပြောပါသည်။မနေ့က17ခွဲလိုင်းစာကိုစူဆိုက်ဒရုန်းနဲ့လာချတာဈေးထဲကျတဲ့တရုတ်နိုင်ငံသားနှစ်ယောက်ထိသွားတယ်။အမျိုးသမီးကုံစင်းရောက်လာဒဏ်ရာရတယ်ဟုအဆိုပါမြို့ကန်ကဆိုပါတယ်။ ထိခိုက်သူနှစ်ဦးမှာအသက်53နှစ်နဲ့55နှစ်အရွယ်ရှိကြပြီးအမည်နှစ်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုမသိရသေးတော့လဲဇိုးရင်ရသည့်အခြေအနေမရှိဟုသိရပါတယ်။ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကလည်းစစ်တပ်၏ဒရုန်းတိုက်ခိုက်မှုကိုအတည်ပြုသည်။မနေ့က7ရက်နေ့မိနစ်50ဝန်းကျင်လောက်မှာကျွန်တော်တို့လိုင်စာဈေးနှာမှာစူးစိုက်ဒရုန်းတစ်လုံးကျတာရှိပါတယ်။အဲ့ဒီဈေးဆိုင်မှာထိပြီးမှဈေးရောက်နေတဲ့တရုတ်အမျိုးသမီးအဖွားကြီးနှစ်ဦးပေါ်တရားရရသွားတာရှိပါတယ်ဟုဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ 2024ခုနှစ်မလမစတင်သည့် KIAE ကချင်းပြည်နယ်ထိုးစစ်အတွင်းစစ်တပ်ကစစ်စခန်းယာနှင်းချီလက်လွတ်ခဲ့ရသလိုဝင်ငွေအမြောက်များရရှိနေသည့်တရုတ်နယ်စပ်မြို့များအပါအဝင်မြို့ပေါင်း15မြို့ကိုသိမ်းနိုင်ခဲ့သည်။ KIA နှင့်စစ်တပ်တို့လက်ရှိတွင်ပမော်မြို့၊ဖားကန်နှင့်ဝိုင်းမော်မြို့တွင်တိုက်ပွဲများဖြစ်ပွားနေသည်။အထင်နာနေသည့်စစ်တပ်ကလိုင်းစာမြို့ကိုဦးတည်သည့်တိုက်ခိုက်မှုများမကြာခဏပြုလုပ်နေပြီးလက်နက်ကြီး၊လေကြောင်းမှဘုံကျဲမှုများအပြင်ရုံများဖြင့်ပါတိုက်ခိုက်နေသည်။ ရှစ်ခုနှစ်တွင်လိုင်းစာမြို့ကိုချုံဖြဲ့တိုက်ခိုက်မှုလေးချိန်ထက်မနည်းရှိနေပြီးကြီးမားသည့်ထိခိုက်ပျက်စီးမှုများမရှိတော့လေဒေသခံထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်ပြည်သူစစ်မှုထမ်းဥပဒေကြောင့်ရရှိလာသည့်စစ်အင်အားများဖြင့်အာဏာသိမ်းစစ်တပ်ကရှစ်ခုနှစ်စံပိုင်းမှစတင်ကထိုးစစ်ဆင်မှုများပြန်လည်ပြုလုပ်လာနိုင်တော့လေဆုံးရှုံးလက်လွတ်ခဲ့ရသည့်မြို့နယ်များနှင့်နေမြေများ၏ရာခိုင်နှုန်းအနည်းငယ်ကိုသာပြန်လည်သိမ်းပိုင်နိုင်ခဲ့သည် ဆက်လက်ပြီးစစ်တွေမျိုးအနီးမှာစစ်ကောင်စီတပ်နဲ့အာရကတပ်တော် AA တို့စစ်ရေးတင်းမာနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်စစ်ကောင်စီရုံဆက်ရရက်ခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့နယ်အနီးမှာစစ်ကောင်စီတပ်နဲ့အာရကတပ်တော် AA တို့နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေရှိကစစ်ရေးတင်းမာနေကြတယ်လို့သိရပါတယ်။စစ်တွေမြို့အနီးပတ်ဝန်းကျင်တလျှောက်မှာနှစ်ဖက်တပ်တွေကလက်နက်ကြီး၊ဒရုန်းအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေအခုရက်ပိုင်းအတွင်းမှာပုံမှုပြင်းထန်နေကြတယ်လို့ပြီးခဲ့တဲ့အောက်တိုဘာလ15ရက်နေ့မှာအာရကတပ်တော် AA ကထုတ်ပြန်ပြောဆိုထားပါတယ်။ စစ်တွေမျိုးတွေကပါတလိန်အမြင့်ကျော်ရွာပူရွှေမင်းကန်စတဲ့ကြေးရွာတွေဘက်မှာစစ်ကောင်စီတပ်နဲ့အာရကတပ်တော် AA တို့လက်နက်ကြီးဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေနဲ့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ်။အာရကတပ်တော် AA ဟာစစ်တွေမျိုးနယ်ကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက်ရက်သေးတောင်ပုံနာကျော်ပေါက်တော်မျိုးနယ်တို့ရှိကြေးရွာတွေကနေဝင်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီးစစ်ကောင်စီတပ်ကလည်းအဲ့ဒီမျိုးနယ်တွေကကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့အဆက်မပြတ်ဖြစ်ခတ်တိုက်ခိုက်နေတယ်လို့ ုံနာကျွန်းဒေတာကန်တူကသတင်းဌာနကိုပြောပါတယ်။လက်နက်ကြီးတန်တွေကတော့နေတိုင်းနှီးပါကြားရတာရှိပါတယ်။နှစ်ဖက်စလုံးကလည်းအပြန်အလှန်လက်နက်ကြီးတွေဖြစ်ခတ်ပြီးထိုက်ခိုက်နေကြတယ်လို့သိရပါတယ်။အေအေကတော့မြို့နယ်၃ခုကနေဝန်းရံထားတာရှိပါတယ်။စကစကလည်းအေအေရှိမတိုးနိုင်အောင်အဲ့ဒီမျိုးနယ်တုံးခုကအရက်သားတွေနေထိုင်တဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ချိန်ချောက်ပစ်ခတ်တိုက်ခိုက်နေတာရှိပါတယ်လို့ပုံနာကျွန်းဒေတာကန်အမျိုးသားတအုပ်ကသတင်းဌာနကိုပြောပါတယ် စစ်ကောင်စီဟာတနိုင်ငံလုံးမှာရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ဖို့အတွက်သူတို့လက်လွတ်ဆုံးရှုံးထားရတဲ့မြို့နယ်တွေတပ်စခန်းတွေတပ်မဌာနချုပ်တွေကိုတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ပြည်သူစစ်မှုတန်းပစတွေကိုအတင်းအဓမ္မလူသစ်စုဆောင်တာတွေပြုလုပ်လျက်ရှိနေပါတယ်။စစ်တွေမျိုးကိုလည်းစစ်ကောင်စီဟာပြည်သူစစ်မှုတန်းပစထောင်ထဲချီကိုစစ်အင်အားတွေဖြည့်တင်းထားပြီးစစ်တွေမျိုးရဲ့ကလတန်မြင့်နဲ့ရင်္ဂလာပင်လယ်အော်တခြားမှာလည်းတိုက်ခိုက်ရေးနေပြီးတွင်ကျင်းချောက် drone တွေနဲ့ AA ရဲ့စီးရေလှောက်ချမှုတွေကိုစောင့်ကြည့်လျက်ရှိနေတယ်လို့လည်း အေအေရဲ့စစ်ရေးတရင်ရင့်မြစ်တွေစီကတည်ရပါတယ်စစ်တွေမျိုးပင်လယ်ပြင်မှာလှုပ်ရှားနေကြတဲ့စစ်ကောင်စီရဲ့တိုက်ခိုက်ရေးနေပြည်တွေဟာလည်းအာရကတက်တော်အေအေသိမ်းထားတဲ့ရတိတောင်မောင်တော်နဲ့ပေါတော်မြို့နယ်တွေအထိကိုပါစစ်ရေးအရချိန်ချောက်မှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်စကားဆရဲ့နေပြည်တွေကတော့မောင်တော်မြို့နယ်အထိကိုပါရောက်လာတာရှိပါတယ်သူတို့ကတော့အေအေရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုကင်းထောက်နေတာဖြစ်နိုင်ပါတယ်အဲ့ဒီနေပြည်တွေဟာစစ်တွေမျိုးကိုဆင်းသွားလိုက်ပြန်တက်လာလိုက်လုပ်နေကြတာပါ စစ်တွေမြို့မှာရန်နာချတဲ့နေပြည်အစည်းအရေးအတွက်ဟာ၁၀ကျော်လောက်ရှိပါတယ်လို့အေအေနဲ့နှီးဆက်တဲ့စည်ရေးတင်ရေးမြတ်တဦးကပြောပါတယ်စစ်တွေမြို့နယ်မှာဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကာစစစ်တွေခလာယ20ခလာယ232ခလာယ290ခမာယ344ခမာယ354တရင်တို့အပါဝင်အမှတ်စနစ်ရဲတရင်နဲ့အမှတ်36ရဲတရင်တို့ရှိနေတာလည်းဖြစ်ပါတယ်ရခိုင်ပြည်အတွင်းမှာနေမြေအများအပြားကိုလက်လွတ်ဆုံးရှုံးထားရတဲ့စစ်ကောင်စီဟာ အဲ့ဒီနယ်မြေတွေကိုပြန်လည်ရယူနိုင်ဖို့အတွက်မကွေဘကူအေယာဝတီတိုင်းတွေကနေထိုးစစ်ဆင်ဖို့ပြုလုပ်ခဲ့ပေမဲ့လည်းအရက်ကတက်တော် AA ရဲ့ခုခံစစ်နဲ့တံပြန်ထိုးစစ်တွေကြောင့်ထိရောက်မှုမရှိဘဲအကြဆုံးများစွာနဲ့ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လကလည်းစစ်ကောင်စီဟာသူတို့ကိုယ်တိုင်မိုင်းခွဲဖျက်ဆီးခဲ့တဲ့အမြင့်ကျော်ကျေးရွာအနီးကမင်းချောင်းတရားကိုပြန်လည်ပြုပြင်ခဲ့ပြီး AA သိမ်းထားတဲ့ပုံနာကျုံမြို့နယ်ကိုကြီးရည်လေးနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်ဖို့ပြုလုပ်ခဲ့ပေမဲ့ထိရောက်မှုမရှိဘဲနောက်ပြန်ဆုတ်သွားခဲ့ရတယ်လို့လည်းသိရပါတယ်။ စစ်တွေမျိုးနဲ့အတွင်းမှာစစ်ကောင်စီဟာအာရကတက်တော် AA ရဲ့ထိုးစစ်ကိုခုခံကာကွယ်နိုင်ဖို့အတွက်စစ်တွေမျိုးနဲ့ရှိအမြင့်ကျုံပါဒလိတ်ကြာမတောင်ကြောက်တန်းကြီးကြောက်တန်းချင်းရွာဘူစတဲ့ကြီးရွာတွေကနေအိမ်တွေဖုံကြီးချောင်းတွေကိုဖြိုဖျက်ကံဘန်ကားတွေအများအပြားဆောက်လုပ်နေတယ်လို့လည်းဒေသခံတွေစီကသိရပါတယ်ဆက်လက်ပြီးအော်တိုဘာလဝက်ခန့်အတွင်းမျိုးရှင်းမျိုးကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ပြည်သူ30ခန့်သေဆုံးဟု TNL ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တောင်တက်မတော် DNL တက်ရှိရာဒေတာတွေကိုအာနာသိန်းစစ်ကောင်စီကလေကြောင်းစစ်စင်ရေးအရှိန်မြင့်လောက်ဆောင်လျက်ရှိရာအော်တိုဘာလဝက်ခန့်အတွင်းမျိုးရှိမျိုးကိုလေကြောင်းကနေပုံကျက်တိုက်ခိုက်မှု25ကြိမ်အထိပြုလုပ်ခဲ့တယ်လို့ DNL ကအသိပေးပါတယ်စစ်ကောင်စီကဒီကနေ့အော်တိုဘာ18ရက်မှာနံပါတ်2နဲ့နန်းဆန်မျိုးကိုလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ရာနံပါတ်2မျိုးလေကြောင်းတိုက်ခိုက်ခံရမှုအတွင်းအမျိုးသမီးလေးဦးထဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်တောင်းဒေတာသတင်းရင်းမြစ်တအုပ်ကလည်း နန်းဆန်ဘက်မှာဖြစ်သွားတာကတော့၃ယောက်ထိတယ်လို့ကြားတယ်။ယောက်ျားလေးတစ်ယောက်မိန်းကလေး၂ယောက်ပေါ့။အတိအကျတော့မသိရသေးဘူး။နံပါတ်2မှာလည်းပြစ်တယ်ဒီမနက်ပိုင်း။အဲ့ဒီမှာလည်းတိဆုံးတာတော့မရှိဘူး။ထိခိုက်တန်ရာနည်းနည်းပါးပါးထိတာတော့ရှိတယ်လို့ဒီကနေ့မနက်လေးကျောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ်ပြောပါရယ်။အော်တိုဘာ၁ရက်ကနေ၁၆ရက်အထိစစ်ကောင်စီကမန်တုံတွင်တစ်ကြိမ်၊ကြောင်မဲတွင်သုံးကြိမ်၊တီဘောတွင်၅ကြိမ်၊မိုင်းငော့တွင်တစ်ကြိမ်၊မိုင်းလုံတွင်၄ကြိမ်၊နန်းဆန်တွင်သုံးကြိမ်၊နံပါတ်2တွင်၄ကြိမ် မိုးမိတ်တွင်3ကြိမ်နဲ့မိုးကုတ်တွင်2ကြိမ်တို့စုစုပေါင်း25ကြိမ်လေးကြောင်းတိုက်ခိုက်ခဲ့တယ်ဟုဖော်ပြပါရယ်ဒီလိုပုံကျဲတိုက်ခိုက်ခဲ့လို့ကလေးငယ်9ဦးအပါအဝင်29ဦးသေဆုံးကကလေးငယ်17ဦးအပါအဝင်36ဦးဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ပါရယ်ကြားပြင်နေအိမ်တရာကျော်စာတင်ကျောင်းနဲ့ဖုန်ကြီးကျောင်းတွေထိခိုက်ပျက်စီးခဲ့တယ်လို့လည်းဖော်ပြပါရယ်စစ်ကောင်စီဟာတောင်းဒေတာကိုသာမကတိုင်းဒါလက်နက်ကင်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတင်ဖက်ရရှိထားတဲ့နေရာတွေကိုလူအင်အားလက်နက်ကြီး drone ၊လေကြောင်စတာတွေနဲ့ ပြည်သူတွေကိုပြစ်မှတ်ထားစစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း DNL ကထုတ်ပြန်ပါတယ်။ဒါကြောင့်စစ်ရေးတရရှိဖို့လေးချောင်းရံကောက်ွက်ရေးဆိုင်ရာနီလန်းတွေလိုက်နာဖို့ DNL ကတိုက်တွန်းထားပါတယ်။ဆလပီအကြမ်းဖက်စစ်တပ်ကလူငယ်များကိုပြည်သူစစ်မှုတန်းဥတွေဖြင့်မတရားဖမ်းဆီးပေါ်တာဆွဲပြီးစစ်မှုတန်းသင်တန်းကျောင်း28ခုဖွင့်လက်ခါစစ်သားစုဆောင်ရေးကိုအရှိန်မြှင့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ပြည်သူစစ်မှုတမ်းဥပဒေဖြင့်မတရားဖန်ဆီးစုဆောင်ထားသည့်လူငယ်များကိုလက်ခံလေ့ကျင့်ပေးနေသောစစ်တင်နှံကြောင်း28ခုထိရှိလာပြီးစစ်မှုတမ်းတင်နှံကြောင်းထပ်တိုးဖွင့်လှစ်လေ့ကျင့်ပေးနေဟု MDS ဆိုင်ကရှင်းလင်းထုတ်ပြန်ထားပါသည်မြန်မာစစ်ဖက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ထုတ်ပြန်ချက်တွင်စစ်ကောင်စီတပ်သည်စစ်မှုတမ်းတပ်သားများတိုးမြှင့်စုဆောင်ရရှိမှုအပေါ်မူတည်၍အရန်တင်နှံကြောင်းများအဖြစ် ခါအတာတကအာနှင့်ရလာတ58တို့တွင်ထပ်တိုးခွင့်လက်လေ့ကျင့်ပေးနေခြင်းဖြစ်သည်ဟုဖော်ပြထားပါသည်။စစ်မှုရန်အပတ်စဉ်18တိစစ်အခြေခံလေ့ကျင့်ရေးတန်းစခတကိုတန်းတမတော်တန်းမြင့်လေ့ကျင့်ရေးကြောင်းတတက17တန်းအရာကန်နှင့်အကြက်ကြီးတင်တန်းကြောင်းရာကာတနှစ်တန်းတမတော်ကွန်ပျူတာနှင့်ဤပညာသိပ္ပံတကနာဘူတင်တန်းကြောင်းဘာထူခြေလင်းအကူလက်နက်ကြီးတင်တန်းကြောင်းခါအကာတမတော်ကိုခံပညာနှင့်အားကစားသိပ္ပံ တာကာအနှင့်အမှတ်58ရေတက်လေးချင်းရေတက်တို့တွင်လက်ခံလေးချင်းတင်နန်းပေးနေတယ်ဟုသိရပါတယ်စစ်ကောင်စီတပ်စိုးမိုးထိန်ချုပ်မှုအကောင့်တော်ရှမ်းပြည်နယ်ရန်ကုန်တိုင်းအေရဝတီတိုင်းမွန်ပြည်နယ်နေပြည်တော်မန္တလေးတိုင်းနှင့်ပဲခူးတိုင်းမှစစ်တင်နန်းကျောင်း15ခုသည်ပြည်သူ့စစ်မှုထမ်းတင်နန်းအပတ်စဉ်အများစုကိုလက်ခံလေးချင်းပေးနေသည့်ပင်မတင်နန်းကျောင်း100များဖြစ်ကြောင်း MDS ဆိုင်ကပြောပါတယ် အလားတူစစ်အခြေခံလေ့ကျင့်ရေးတပ်များသည်ပြည်သူစစ်မှုတန်းတင်တဲ့အပြင်အခြေခံတပ်သားတစ်တင်တဲ့များကိုလည်းလက်ခံဖွင့်လေ့ကျင့်ပေးလျက်ရှိသည်ဟုသိရပါသည်တိုက်ပွဲများပြင်းထန်နေသည့်တပိတ်ချင်းမြို့နယ်ရှိစခါတနှင့်တတက73ရွှေဘိုအခြေဆိုင်စခါတရှင်ကလေးတက်နယ်တတက73တို့တွင် လုံခြုံရေးအခြေအနေအရတင်းနှံပုံမှန်လက်ခံလေ့ကျင့်ပေးနိုင်ခြင်းမရှိဘဲရနာထားသည့်ကိုတွေ့ရကြောင်းလဲ MTS ဆိုင်ကဆိုပါသည် ယခုအောက်တိုဘာလ10ရက်နေ့ထိစစ်မှုရန်အပတ်စဉ်15ကို လေ့ကျင့်သင်တန်းဆင်ပေးထားပြီး အပတ်စဉ်18အားမကြာခင်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်လုပ်ဆောင်နေသည်ဟုသိရပါသည်စစ်ကောင်စီတပ်သည်စစ်မှုရန်တပ်သားများလှဆင်တတ်မှတ်အရေးအတွက်ကြော်လွန်ရရှိအောင်နီလန်းမျိုးစုံဖြင့်ဖမ်းဆီးစုဆောင်နေသလိုအရှိန်အဟုန်မပြတ်လေ့ကျင့်သင်တန်းပေးနိုင်ရန်အတွက်လည်းစစ်သင်တန်းကျောင်းများထပ်ထိုးပြင်ဆင်ဖွင့်လှစ်လာခြင်းဖြစ်သည်ဟု MTS ဆိုင်က ထုတ်ပြန်ပြောဆိုထားပါသည်